ဒါနှစ်ရက်နေ့7လ2025ဘောเนาะဒါကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေကိုကျွန်တော် share မျှဝေပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ဗျာအားလုံးအတူနားတော်ကြည့်ကြကျွန်တော်သိရှိတဲ့အကြောင်းအရာတွေကတော့ဒါတောင်းတော်ကမိုးကုန်းနဲ့မိုးမိန်ကိုဒါတောင်းတော်ကအာပလောင်နေစီကဒါတို့လည်းချလို့ပေါ့ဗျာလည်းချတယ်ဒါဟိုမှာအဲအစီအဝေးဘွဲမှာအစင်ပြေသွားတယ်ပေါ့နော်အဲ့တော့လူတွေမသေးကြတော့ဘူးပေါ့ အဓိကသူတို့ပလောင်နဲ့မျိုးမပြုတ်တော့ဘူးဗောရာတက်မလို့ပါတော့ရောက်ဖြုတ်နေတော့ပလောင်နဲ့တော်တော်တည်နေကြတော့ဒါမပြုတ်တော့ဘူးအခုလက်ရှိအထဲထဲမှာကဒီဒီ PSLF သူတို့အုတ်ချိုကြီးပဲရအောင်နောက်ခါတရားလန်တရားသူတို့အုတ်ချိုကြီးပိုင်းနဲ့သူတို့ပလောင်နေအခွဲကဒါသူတို့ဆုံမယ်လောလောဆယ်တော့ဒီရက်တည်းမှာသူတို့ဆုတ်တာမတွေ့ရသေးဘူးအဲတချို့ကတော့ပြောင်းရွှေ့သွားတာချီပြီးတချို့ရဲတွေအဲပလောင်ရဲတွေပလက်ရဲတွေကြံနေတယ်ခက်တာက PDF တွေက ဒီနေ့အောင်ကာကွယ်မယ်ဆိုပြီးတော့ဒီမုတ်ကုတ်မှာရှိတဲ့ခေါက်ကွင်းမှာကြောက်မြတ်ယတနာတွေကတအားထွက်တယ်လို့ပြောတယ်အဲ့ဒီနေရာမှာကြောက်မြတ်တာတအားထွက်တဲ့နေရာမှာဘာဖြစ်တလဲဆိုတော့အဲ့တော့လူတိုင်းလာတူလိုက်ရွာတူပြီးွားလို့ချင်း၄ဘုံတစ်ဘုံသူတို့ပေးကြတာယူသွားဆိုတော့ဗီနမ်မြေအိတ်တဲကြီးလောက်တော့မှတိန်း၅တောင်ကိုဟိုရရှိတယ်လို့ကျွန်တော်ကြားသိရတော့ဒါတောင်းတော့မှအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့အအစင်တစိုက်အယုံပို့ပြီးဆိုင်တာဘာဖြစ်လို့ဆိုတော့နိုင်ငံတော်တည်ရသားတွေပြည်စီဆိုးချုံမှုရှိတာပေါ့နော်နိုင်ငံတော်တည်ရသားတွေဆိုးချုံမှုရှိတယ် အဲပြီးတော့ကျွန်တော်တို့ကပုံပြီးစိုးရင်တာကဘာလို့စိုးရင်လဲဆိုတော့ဒီငွေကြေးတွေနဲ့အဲသူတို့ဘက်သူချမ်းသာပြီးတော့နိုင်ငံသားတွေပြောင်းပြီးနေကြရင်တော့ဒီ PDF တွေအကြမ်းဖက်တွေနိုင်ငံသားတွေကိုပြောင်းပြီးတော့သွားသူထွက်သွားကြနေကြရင်တော့အကြောင်းမဟုတ်ဘူးလက်နက်တွေဝယ်ပြီးတော့ပြည်သူတွေကိုပြန်ပြီးဒုက္ခပေးမှာတောင်းတော်ကိုပြန်ပြီးဒုက္ခပေးမှာတော့ကျွန်တော်အနေနဲ့စိုးရင်မိတယ်အဲသူတို့အခုရရှိတဲ့ငွေကြေးတိမ်ပေါင်းတောင်းပေါင်းထောင်ပေါင်းများစွာရရှိနေသွားနိုင်ငံသားမှနေပြီးတော့မှသူတို့ဘာပဲလှုပ်ရှားလှုပ်ရှားကျွန်တော်တို့ကမသိကြအောင်ဆောင်လို့ရပါမယ်အဲ့ဒီငွေကြေးတွေကြောင့် တိုင်းပြည်ကိုပြန်ဖြတ်စည်းမှကိုတော့စိုးရိမ်မှုကြီးတယ်လို့ကျွန်တော်နဲ့ပြောချင်ပါတယ်မရိယာမြောင်ချမ်းကိုလည်းပဲတမ်နော်ကမင်းရဲ့ဗေဒုရှင်းနေတာကိုကျွန်တော်တွေ့ရတယ်တချို့အချမ်းပဲနေရာတွေကိုတမ်နော်ကရှင်းနေတာကိုတွေ့ရတယ်တပိတ်ကျေဖတ်တော့ပဲလည်းပဲအနေမြင်ရှင်းနေတာကိုတွေ့ရတယ်အလောင်းနဲ့အလောင်းနဲ့နဲ့ညချရတွေ့တယ်တိတိတွေ့မှုတွေအဲတပွဲနှစ်ပွဲဖြစ်တာကိုတွေ့ရတယ်ပြီးတော့ပြစ်ပြီးပြီးသွားကြတာကိုတွေ့ရတယ်ရှင်းကူပဲလည်းပဲထုံနီး၎င်းပဲလက်ပတ်လာရောလက်ပတ်လာပဲမှာလည်းပဲ အဲဘိတုရှင်းနေတာတွေကိုလည်းကျွန်တော်တို့တွေးရှိရတာရှိတယ်။နောက်တွေးရတာရှိတယ်။အဲ့ဘက်တင်မှာလည်းအသေးလေးများနေကြောက်တွေ့တယ်။အဲ့စိတ်ကတပိချင်းမတရားဘက်ကသူတွေအားလုံးကတော့အဲတချို့နည်းနည်းပါးပါးပဲအဲ့ဘက်မှာကြံခဲ့ပြီးတော့မိုးကုတ်ကိုအကုန်ပြေးတက်ကြပြီလို့ကျွန်တော်အနေနဲ့အဲ့ဘက်ကအာတကယ်ပြောတဲ့ဟာလေးတွေကိုကျွန်တော်ကြားသိရတာပေါ့ဗျာ။ကြားသိရတဲ့အခါကျတော့အဲ့ဒါလိုမိုးကုတ်ကိုတွားပြီးရအောင်မဖြစ်မနေကာကွယ်မယ်ပေါ့ကာကွယ်မယ်ဆိုတာယတနာပြည်ဒီမလုတ်ပြစ်ချင်လို့လို့ဖြစ်မယ်နော်အဲ့လိုကာကွယ်မယ်ဆိုတာပြောချက်တော့ကြားသိရတာရှိတယ်နောက်တစ်ခုအဲ့ဒီ ဒီငတယောက်ပဲဆိုလို့ရှိရင်ငတယောက်ပဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတက်မလို့ဒီရဲစခန်းငတယောက်ရဲစခန်းနဲ့နေမှာတက်မလို့စစ်ကြောင်းကနေမြေတောင်းဆောင်ထွက်ချင်းနေတဲ့အချိန်မှာအိုရင်းတိကမှာရှိတဲ့အကြမ်းဖက်တွေဒီနေရာကိုရောက်ရှိနေပြီးတော့အဲ့မှာရှိတဲ့အကြမ်းဖက်တွေကိုအပြစ်ခတ်ရှင်းနေတောက်တင်ပြတာတွေတွေ့ရတယ်နေအိမ်ဒီကိုမီးရှို့ပြီးတော့မှအကြမ်းဖက်တွေဒီနေရာတွေနေရာတွေကို drone နေနဲ့တောက်ဆောင်အမုန်းကျွေးနေတာကိုကျွန်တော်တွေ့ရတယ် အဲ့ဒီမှာတက်မလို့ရဲ့အောင်ပွဲကတော့အဲတော်တော်ကောင်းတယ်လို့ပဲယူဆရမယ်အနေဒါမျိုးရှိတယ်။နောက်အဲ့ဒီဘက်မှာလည်းပဲနောက်တစ်ခါကျတော့သခိုင်းကတာပဲဒီဆိုလည်းပဲဒါတက်မလို့ကဖိတုရှင်းနေနေတာကိုတွေ့ရတယ်။အဲ့ဒီအဲညောင်ခြေတော့ဘက်ကဖုံးချောင်းဒီဘက်ဆိုလည်းပဲဒါတောက်ချောက်ပြန်နေပြီးတော့အကြမ်းဖက်တွေရဲ့စကန်ကို ဒါတက်တက်လေးပြီးပါမော်တာနည်းနည်းတောင်းပြီးပြတ်ခတ်ရှင်းလေးနေတာကိုတွေ့ရတယ်။နောက်ကလေးတမူလမ်းကြောင်းမှာဆိုလည်းပဲအဲဒါအကြမ်းဖက်တွေရှိတဲ့နေရာလေးကိုနယ်မြေရှင်းနေတာရှိတယ်။နယ်မြေရှင်းတဲ့အချိန်မှာဟာခါလေးရောက်ရောက်ရှိပြီးတော့ဟာခါလေးရောက်မှအထိုင်ကျပြီးတော့တောက်လျှောက်နယ်မြေဆက်ရှင်းနေတယ်လို့တွေ့ရတယ်။နော်။နောက်ဇလင်းကြီးဘက်မှာဆိုလည်းပဲအဲဝမေးရောက်မှရှိနေတဲ့အကြမ်းဖက်တွေကိုတုတ်တင်ပြီးတော့အဲ့နားမှာတကြောမှရှိနေတဲ့အကြမ်းဖက်တွေကိုလိုင်းနဲ့ဖန်ပြီးရှင်းနေပြီးတုတ်တင်နေတယ်လို့ကျွန်တော်တို့အနေနဲ့အဲ့ဘက်ကအကြမ်းမြင်ကြားသိရတာရှိတယ်။နော်။ အဲထောက်ကြကိုဝယ်စီးလိုက်တယ်ဝယ်စီးပြီးတော့ရရှိတဲ့အကျန်းဖက်တွေပေါ့ထောက်ကျန်းဆိုအဲအဲ့မှာအသေးလေးနဲ့ရရှိတဲ့အရှင်နဲ့ရရှိပါအဲ့အရှင်နေရနေပြီးတော့မှနောက်ထပ်အဲသူတို့ရဲ့တည်နေရာတွေကိုတောက်ချောက်တောက်ကလိုက်လံပြီးတော့အဲရှင်းနေနေတာကိုကျွန်တော်တို့အဲ့ဒီဘက်ကကြားသိရတာရှိတယ်နော်အဲကြာအင်းရွာလို့စီတာလို့နတ်ချောင်းလို့နတ်မြောင်းလို့ကြံတာလို့အောင်အောင်တာရလို့အမိုင်းတော့ပေါ့အဲအကျန်းဖက်တွေရဲ့အဲလှောက်ချမှုတွေအားလုံးကိုတောင်းတော့က အာတိခိပြီးတော့တောက်လျှောက်အိုင်းလန်ဖန်စီတဲ့ပြစ်ခတ်ရှင်းနေတာကိုတွေ့ရတယ်။ဗမောက်လည်းပွဲရတော့ဗမောက်ဗမောက်ပွဲတော်တော်ကနေတယ်။ဗမောက်ပွဲကနေတဲ့အချိန်မှာအထဲမှာရှိတဲ့အကြမ်းဖက်တွေတော့တော်တော်ပြီးတော့လိမ့်ပေပြီးခံနိုင်ရှိတယ်။ဘုံတွေကတော့တောက်လျှောက်ကျေးတာကြောင့်ဘုံတွေကတော့တောက်လျှောက်ကျနေတွေ့တယ်။နော်။ကုကျိတ်ကြီးတော့မရသေးဘူး။ဗမောက်ကတော့မရသေးဘူးပဲပြောရမှာပေါ့။ဗမောက်ကတော့မရသေးဘူး။ကုကျိတ်ကြီးတိုက်နေကြတော့မှနော်။အဝလက်လည်းပဲအဲအကြမ်းဖက်စကန်တွေကိုအကြမ်းဖက်ရှိတဲ့နေရာလေးအကြမ်းဖက်ရှိတဲ့စကန်တွေရွာတွေကို ဒါကြောင့်တန်းတော်ဆချောင်းထုတ်ပြီးရှင်းလင်းနေရှိနေတယ်လို့ကျွန်တော်တို့လည်းကြားသိရတယ်။ထူးခြားတဲ့ဖြစ်စေရှိရင်တော့ကျွန်တော်ထူးထူးခြားခြားရှိရင်တော့ပြောပါမယ်။မင်းရတော့ဒါဒုံးနေနဲ့အဲတစ်ခတ်ရှင်းလင်းနေတာတော့တွေ့ရတယ်။တိုက်ပွဲအနေငယ်ပဲဖြစ်တယ်။နောက်မှကွေးပဲရေစကြိုပဲဆိုလည်းပဲပွဲတွေကလာရှိတယ်။နောက်ပွဲတွေကလာရှိတယ်။အဲနောက်တစ်ခါပကုတ်ခုဘက်မှာဆိုလည်းပဲဥဝရမရဲ့အဲပြည်သူစစ်ကပြည်သူစစ်ကကတက်ကုန်းရွာမှာရောက်ရှိနေမှာတက်ကုန်းရွာမှာရှိပတ်ချလဲမှာရှိနေတယ်အကြံဖက်တွေကိုတောက်လျှောက် အနေနဲ့ရှင်းပြီးတော့ပြည်သူ့ဆန်တတ်မှာပေါ့နော်ပူပေါင်းပြီးနေနေရှင်းနေနေတယ်လို့ကျွန်တော်တို့အဲ့ဘက်ကကြားသိရတာရှိတယ်။အနည်းကတော့ပေါက်ဘက်မှာတော့အာဒါပွဲတွေကားတယ်ပွဲတွေကားတဲ့အချိန်မှာအကြံဖက်တွေကလည်းအဲနှိုင်ရွာလောက်ပေါ့နှိုင်ရွာလောက်တော့ရှိမှထင်တယ်။အဲပြည်သူ့ဆစ်ရှိတဲ့ရွာတွေကိုဝင်ရောက်တိုက်ခိုက်သွားတယ်လို့လည်းကျွန်တော်တို့လည်းကြားသိရတာရှိတယ်။တချို့ဒီပေါက်ဘက်မှာဆိုလို့ရှိရင်လည်းတချို့နေရာတွေကတော့တပ်မတော်ဘက်ကနေနေရှင်းနေနောက်နေနေရှင်းတဲ့ဘက်ကတော့ဒီကောင်းတွေမရှိပဲနေနေမရှင်းတဲ့ဘက်တွေမှာကြံခဲ့တဲ့နေရာတွေမှာတော့ တချို့ရွာလေးတွေမှာဒီလိုပြဿနာရှိတယ်အဲ့လိုကျွန်တော်ပြည်သူစိတ်ရွာနှံရွာလောက်ကိုကျွန်တော်ကြားသိရတာရှိတယ်။နော်အဲ့ဒါကျွန်တော်အတီရောပြုနေတယ်အဲလူကြီးဘယ်လိုသေးတယ်ဘယ်လိုဘာဖြစ်လဲပေါ့နော်ပြည်သူစစ်တွေရှိတဲ့နေရာလို့ကျွန်တော်တို့ပြောအအကြမ်းမြင်ကြားသိရတယ်ပေါ့ပြီးတော့ချင်းပြီနဲ့ဒီတိန်တို့လမ်းမှာစကြောင်းထိုးနေတယ်အဲတပ်မတော်စကြောင်းကလည်းပဲအဲတပ်မတော်စကြောင်းကလည်းပဲတိုက်ဒီတိုင်းငင်ရွာနေပေါ်မှာတောက်လျှောက်တောက်လျှောက်ထိုးနေတဲ့ဥစ္စာမှာအာနေမီကအနည်းသက်ဆုံးရရှိခံနေပြီလို့ပဲကျွန်တော်ပြောရမှာဒီ ဒီတိတိနဲ့တောဆန်လမ်းပိုင်းကဒါမကြခင်မှာအာဒါဖွင့်တဲ့နေမီချင်းသွားလိမ့်မယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တာပေါ့နော်မြောက်ဒီဘက်ဆိုလို့ရှိရင်မင်းလက်ပံနဲ့ဘလူးဒေတာမှာအမုန်းကျိတ်နေတယ်အဲဒီမှာ KLL လေးတွေ PDF တွေတော်တော်များများတည်တာကိုတွေ့ရတယ်ဘလူးဒေတာမှာလည်းပဲ KLL လေးတွေတော်တော်တည်တာကိုတွေ့ရတယ်နောက်အာရှလမ်းဘက်ဆိုဆက်ပြောမယ်ဆိုလို့ရှိရင်ဒီဒေါနာတောင်ကျော်ပေါ့တာလမ်းဟောင်းပေါ့အဲဒီဘက်ကိုလည်းသမလောကစကြောင်းထိုးတိုက်ခိုက်နေတဲ့နေရာမှာ ထိဖို့ဆန်ရောင်မှာမနေ့ကတိုက်ပွဲကတော်တော်ပြင်းထန်တယ်ပြင်းထန်တဲ့အချိန်မှာ KLL 12ရောင်းလောက်သိပြီးတော့အယောက်20 30လောက်ဒဏ်ရမှထင်တယ်ထွက်ပြီးသွားကြတာအလောင်းလက်နဲ့ကတော့ဆယ်လိုက်တော်တော်လောက်ရရှိတာကိုတွေ့ရတယ်။နောက်ခေါင်လံမှုဒေသလည်းတောင်တော်ကတိုက်ပွဲတွေတောက်ချောက်ဖြစ်နေတယ်။အဲတောက်ချောက်ဒေချောင်းတွေနဲ့တုတ်တွေရှင်းနေနေတာကိုတွေ့ရတယ်။ဘမော်လည်း drone နဲ့ဘမော်ကတော့ဒေချောင်းပေါ်မှာ drone နဲ့ဆွဲနေတာကိုကျွန်တော်တွေ့ရတယ်။ ဝိုင်းမော်ဘက်ဆိုလဲလက်ညံရွာမှာဒါတိုက်ပွဲကလည်းယနေ့ထည်ဖြစ်နေတော့မယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်။ဒါတနေ့မဲ့လည်းနေနေရှင်းနေတာရှိတယ်။ရေတာရှိဘက်ကိုစက်ပြောင်းမလို့ရေတာရှိဘက်မှာဆိုလို့ချင်းရှစ်တောင်းမြေအရှိဘက်ဆံမှာရှိတဲ့တကြောင်ထိုးနေတဲ့ပိန်းနေပင်တို့ဟောဗါလဲချွေတောင်းရွာတဲ့တို့နော်အကလင်းစိတ်ရွာတို့အဲ့မှာဆိုတက်မြောက်ကနေနေရှင်းပြောင်းထိမ့်သိမ့်ပြီးသားဖြစ်တယ်။အဲ့မှာရှစ်တောင်းချင်းတိုက်ရင်ရဲ့ KLL ရဲ့အတေများတယ်လို့ကျွန်တော်တို့လည်းကြားသိရတာရှိတယ်။ဘင်းနေမှာလည်းပွဲတွေကနေတယ်ဒီအကြမ်းဖက်တွေအေးထိနာနေတယ် ကြာဘက်ဒီကတော့နေရာတိုင်းအထိနာတာဖြစ်တဲ့တနင်္လာနေ့တိုင်းဘက်ကိုဆက်ပြောမှဆိုလို့ချင်းကျွန်တော်တို့ဒီကြတဲ့နေရာတော့ကောင်းပါလေဒီပူလောဘက်ဆိုလည်းပဲဒါတောင်တော်ကအကြာဘက်ရှိတဲ့နေရာလေးသုံးပါတာရှိတယ်ပလာမျိုးနယ်ဘက်ကိုလည်းနေနေရှင်းနေတာရှိတယ်မော်တော်ဒေတာဘက်ကိုလည်းနေနေတဲ့လမ်းကြောင်းနေနေရှင်းနေတာရှိတယ်ဒီလဘရောက်မှာအကြာဘက်တွေရှိနေတာတွေကိုလည်းတောင်တော်ကတောင်ချောက်ရှင်းနေတာရှိတယ်မြေဖက်တဝက်လမ်းကြောင်းတွေလည်းဒါတောင်တော်ကစကြောင်းတွေထိုးနေတယ်ကျွန်တော်တို့ဒီမော်တော်ဒေတာနေတဲ့လမ်းကြောင်းတွေကိုတောင်တော်က အတောက်ဆုံးနေမြင့်ရှင်းနေတာကိုတွေ့ရတယ်ပြီးတော့အဓိကမောက်မခန်မောက်မခန်ဘက်မှာပေါ့အဲ့မှာဒါရဲစခန်းကိုဒီကောင်လေးဝင်တိုက်သွားတာရှိတယ်ဝင်တိုက်သွားတော့အဲပြီးသွားတော့ဒီကောင်လေးတောင်းတော့ကပြန်လာတော့ဆုတ်ခွာထွက်ပြီးသွားတာရှိတယ်အခုတောင်းတော့ ရစကန်းမှာတော့အစာအုပ်တွေပြန်နေစောင့်နေတာတော့တွေ့ရပြီအဓိကကတော့အိုက်ကောင်တွေကိုပြက်ပြက်သားသားရှင်းရင်တိုင်းရအေးကြမ်းပြီအဲဒီတိုင်းပဲဒီကောင်တွေကလာဖြတ်စည်းလိုက်အဲပြန်ဆောက်လိုက်လာဖြတ်စည်းလိုက်ပြန်ဆောက်လိုက်ဆိုဒီတစ်သက်ကတော့ပြီးမှာမဟုတ်တော့ဘူးကျွန်တော်တို့ကတော့အတားမဲ့မရှိမှစိတ်ချမ်းသာမှသူတွေဖြစ်တဲ့အတွက်အဲ့လိုမျိုးလုံမဲ့လုံရင်ပြောရဲလို့ပြောနေတာလေကျွန်တော်ဒုသစီဒုသစီမရှိပါဘူးကျွန်တော်ဖြစ်နေတဲ့ဇာတာကိုပဲကျွန်တော်ကြောင့်ပြောတာတော့သူတို့ဟိုတေးပါသေးမတေးပါသေးလဲကျွန်တော်တခါမှမပြောဘူးပေါ့နော်ကျွန်တော်ပြောတာကအကြမ်းဖက်မရှိကျွန်တော်ကစိတ်ချမ်းသာတယ်ဘာကြောင့်လဲဆိုတော့ အဲဘယ်နေရာမှာဆိုစီးပွားရေးတွေလုံလို့ရမယ်ဗျာအာဒါမျိုးပေါ့အယောင်ွက်တွေလောက်တာပြည်သူတွေဒုက္ခမရပါဘူးနှမဆိုဒီကောင်တွေကဒီမှာတိုက်ပွားတာဒီကောင်တွေကြောက်တာတမျိုးဟိုတချို့ကြတော့လဲတမောက်ဘက်ကိုပြန်ကြောက်တချို့ကြတော့လည်းဒီဘက်ကဘာလို့ပဲဘယ်ဘက်ကမှမသိဘဲနဲ့လဲနေတာဂျာလည်းမပြည်သူဟိုလူတွေလည်းမျက်နှာငယ်နဲ့ကြည့်ရဒီလူတွေလည်းမျက်နှာငယ်နဲ့ကြည့်ရအဲ့ဒီဘဝတွေကိုကျွန်တော်တို့ကဒုစိတ်နေတာပါဗျာနော်အခုရခိုင်မကုတ်ဆက်ပြောမယ်ဆိုရင်ရခိုင်မှာကဒါတမောက်ကလေးမျက်နှာပဲလဲ ဒါပွဲကားတာရှိတယ်အဲ့မှာမိုးတွေရွာနေတော့စပိုင်ဘောလုံးအနေနဲ့ဆောက်ကြည့်ရဆိုစပိုင်ဘောလုံးတွေကြာတိတ်လာတယ်တကယ်အဲ့မှာလည်းအေနဲ့ပွဲကားတာတော့ရှိတယ်အဓိကကတော့တမ်နော်ကဒီရဲ့ဘိုင်းမှာအေဘက်ကိုအမုန်းကျိတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်အေဘက်ကိုဒေချောင်းဖိအားတွေဓာညာတယ်လက်နေကြီးဖိအားတွေညာတယ်နောက်တစ်ခုဒီဟို6-3လုံးပွိုက်ကောင်းပေါ့6-3လုံးပွိုက်ကောင်းဆိုတာကျွန်တော်တို့ရခိုင် ဟိုနေခေါ်ပါဗောဗျာဗာလဲဘကိုးတိုင်းဒါပထောင်းမျိုးနဲ့ပကံခွဲရွာပေါ့အဲ့မှာရှိတဲ့ဟို white 6တော့လောက်ပိုင်းတော့အဲ့ဒါကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းပြောပါတယ်တမ်းတော်ကစစ်ကြောင်းကိုထိုးတယ်ဆိုတော့ကျွန်တော်ဖြစ်စေခြင်းနဲ့ဆန္ဒအတိုင်းပဲဒီလေးဖြစ်သွားတယ်ဘာဖြစ်သွားလဲဆိုတော့တိုက်တာကမှဟိုပတ်စပ်ပိုးစပ်တိုက်တာတမ်းတော်ရဲ့နောက်ကတက်လာမဲ့သူတွေကလည်းအဲ့ရနေမှာတော့ဆောက်ထိုးခေါ်သွားတော့မယ်ဘာလို့ဆိုတော့ဒီဟိုနေဒီเจ้าရဲ့ဟိုဘက်ရေဘက်ကနေပြီးတော့တိုင်းပစ်တာလေဒီဘက်ကအမြောက်တွေဟော တော့ကြည်ရောမဆိုင်ရောဒေါက်ဆော့တစ်ဆက်ဟိုလိုချင်တဲ့ပုံစံတိုင်းပွိုင်းတိုင်းကျွေးနေတာဖြစ်တဲ့အတွက်ဒါတိန်းပိုက်မှုညံတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ရခိုင်ကိုမကြခင်မှာအာကျွန်တော်ပြောချင်တာကရခိုင်စိတ်ရှိဆောင်တဲ့ဘဝပေါ့သူ့ဘဝလေအနာဂတ်လေးလှပတော့မယ်လို့ကျွန်တော်ပြောချင်တယ်ရခိုင်ဘက်ကနေကစိတ်ဆောင်တဲ့ပြည်သူတွေပဲပေါ့နော်သူတို့ရဲ့ဘဝအနာဂတ်ကတတ်မလို့ကြောက်လှပတော့မယ်လို့ကျွန်တော်နေနဲ့ပြောရင်အဲအခု မိုးတွေလည်းတအားရွာလာပြီဖြစ်တဲ့အတွက်เนาะအားလုံးကျန်းမာစေကြောင်းစုံကောင်းတောင်းပါနဲ့ဗျာဒီချိန်ကမုန်တိုင်းလည်းရှိနေတဲ့အတွက်ကျန်းမာရေးကြိုးစားကြပါလို့ပြောချင်ပါတယ်အားလုံးအားလုံးဘာတူဥသာစေဒူးသာစေမရှိပါဘူးဟိုနေနိုင်ငံတော်ဆိုင်းကျင်နေတဲ့အဖွဲ့အစည်းတွေလည်းပဲမတားညီညီလေးနဲ့ဆက်လက်ဆွေးနွေးပြီးတော့အောင်မြင်နိုင်ကြပါစေတမလို့သားလေးလည်းပဲတိုက်ဝဲတိုင်းအောင်မြင်နိုင်ကြပါစေပြည်သူတွေလည်းပဲအေးတကြတဲ့အလောက်အကိုင်းနေတဲ့ကြီးပွားလေးတွေရှာဖွေနိုင်ပြီးတော့မှတဘောတာနာပြုနိုင်ပါစေလို့ပိုင်ရဲကိုက ဆူတောင်းလိုက်ပါရယ်ဗျာအားလုံးဒေါ်လာတွေပြည့်ကြပါစေ